အမေရိကန်ရဲ့နိုင်ငံခြားအကူအညီကိုထရန့်အစိုးရကဖျက်ဆီးပစ်လိုက်တာကြောင့်ကမ္ဘာပေါ်မှာရှိတဲ့ထိခိုက်အလွယ်ဆုံးလူ၁၄တန်းကျော်သေဆုံးနိုင်တယ်လို့သုတေသနစီမံကိန်းတစ်ခုက အင်္ဂါနေ့မှာပြောပါရယ်။အဲ့ဒီအထက်ကသုံးပုံတစ်ပုံဟာကလေးငယ်တွေဖြစ်ကြတာပါ။ ဒီလေးလာမှုကိုနာမည်ကျော်ကုန်သတင်းကြီးမာတဲ့ Langsack ဆေးပညာဂျာနယ်ကပြုလုပ်ခဲ့တာဖြစ်ပြီးကမ္ဘာကောင်းဆောင်တွေစပိန်နိုင်ငံမှာအခုတစ်ပတ်အတွင်းကျင်းပတဲ့ကုလ Conference မှာကမ္ဘာကောင်းဆောင်တွေနဲ့ကမ္ဘာစီးပွားရေးကောင်းဆောင်တွေတက်ရောက်ပြီးရုန်းကန်နေရတဲ့အကူအညီပေးရေးကဏ္ဍကိုအားပေးထောက်ပံ့ဖို့မျှော်လင့်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ကမ္ဘာလူသားချင်းစာနာတဲ့ရန်ပုံငွေရဲ့40ရာခိုင်နှုန်းကိုတမရထရန်ကဇန်နဝါရီလအိမ်ဖြူတော်ကို ပြန်ရောက်ချိန်အထိအမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကိုပေးအပ်ခဲ့ပါတယ်။နှစ်ပတ်ခန့်ကြာတဲ့အခါ Trump ရဲ့အနည်းဆုံးအကြံပေးလေဖြစ်ကမ္ဘာအချမ်းသာဆုံးတထေးကြီးလေဖြစ်တဲ့ Elon Musk ကအဲ့ဒီအေဂျင်စီကိုတည်သားမှုကြိတ်ဆက်တဲ့ထက်ဖြည့်ဆည်းပြလိုက်ပြီလို့ကြွားဝါပြောကြားခဲ့ပါတယ်။ ရန်ပုံငွေဖြတ်တောက်မှုဟာရုတ်တရက်ပြုတ်လုလိုက်တာဖြစ်တာကြောင့်ပြန်လည်ပြင်ဆင်မယ်ဆိုရင် အထိခိုက်အလွယ်ဆုံးသူတွေအကြားကျမ်းမာရေးစောင့်ရှောက်မှုဟာစေစုနှင့်နှစ်ခုစာမြအန်ရရှိစေလိမ့်မယ်လို့ကမ္ဘာကျမ်းမာရေးအတွက်ဘာစီလိုနာအင်စတီကျူကသူတည်တီဒါဗိုက်ရာဆဲလာကပြောပါတယ်။ နိုင်ငံပေါင်း133နိုင်ငံမှာကောက်ယူခဲ့တဲ့စီးရင်စရာတွေကိုကြည့်ပြီးနိုင်ငံကာသုတေသီအဖွဲ့တစ်ခုကခန့်မှန်းထားတာဟာ2000ခုနှစ်ကနေ2021ခုနှစ်တွေအတွင်းဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလူပေါင်း60တသန်းကိုတည်ဆုံးမဲ့ဘေးကနေ USA ထောက်ပံ့ငွေနဲ့ကာကွယ်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ လောကမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပင်းချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။